ဒီကနေ့ကမ္ဘာကြီးမှာ China US တက် American ကုန်သွယ်ရေးစစ်ပွဲကြီးပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေပြီးကမ္ဘာစီးပွားရေးကြရထနေတဲ့အချိန်ရုရှား Ukraine စစ်ပွဲဥရောပစစ်မျက်နှာလေးနှစ်ကျော်ကြာမြင့်နေတဲ့အချိန်မှာအာရှမှာစစ်ပွဲကြီးတစ်ခုစတင်လာပါ အိန္ဒိယပါကစ္စတန်စစ်ပွဲမှာမြမပြည်တွင်းစစ်အာရှမှာတော့မြမပြည်တွင်းစစ်ဟာလေးနှစ်ကျော်ကြာနေပြီဖြစ်ပေမဲ့ကဘာကြီးကလစ်လူရှူထားတဲ့အချိန်မှာနောက်တဲ့အာရှတွင်းကနျူကလ িয়ার ထိပ်ဖူး200နီးပါးလောက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်မိလ9ရက်နေ့မနက်တနာ yı မှာ စစ်ပွဲစတင်ခဲ့ပါအိန္ဒိယနိုင်ငံကတော့မေလ9ရက်နေ့မနက်တနာရီပါဒုံးကျည်တွေပြစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စခန်း6ခုကိုဒုံးကျည်များနဲ့ပြစ်ခတ်ခဲ့ပြီး operation sim 2ဆိုရဲအိန္ဒိယပါကစ္စတန်စစ်ပွဲကိုလက်ဦးတိုက်ခိုက်လိုက်ပါတယ် ဒုံးကြီးကိုစင်းစခန်း၉ခုပြတ်ခတ်မှုဟာအိမ်ရဘကတော့အစံဖတ်တမားရီကိုအောင်နဲ့စခန်းတွေကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တယ်လို့ကြေညာခဲ့ပြီးပါကစ္စတန်ကတော့ဒီနေရာမှာအစံဖတ်တမားရီမရှိပဲလူ၈ယောက်နဲ့30လူ၈ယောက်တိတ်ဆုံးပြီး38ယောက်ဒဏ်ရာရရှိတယ်လို့ဆိုရပါတယ် ပါကစ္စတန်ဘက်ကလည်းအိန္ဒိယဂျက်လီယင်၃စင်းကိုပြစ်ချနိုင်တယ်လို့ညင်ညာနေပြီမဲ့အတိပြုလို့မရသေးပါဘူး Operation Sindhu Sindhu ဆိုတာပါလေ Sindhu ဆိုတာဟိန္ဒူဘာသာဝင်ရဲ့နှစ်ဖူးမှာတိုးတဲ့အဆက်ကို Sindhu လို့အခေါ်ဝေါ်ရှိပါတယ် Operation Sindhu ဟာဘယ်အထိဖြစ်နိုင်လဲအိန္ဒိယပါကစ္စတန်စစ်ပွဲအရှိန်ဟာ ဘယ်လောက်ထိဖြစ်သွားနိုင်တယ်လဲကျွန်တော်တို့ကြည့်ကြည့်အောင်ပါကစ္စတန်ကအိန္ဒိယပြစ်ခတ်မှုကိုဂျင်းတိလက်တော့ပြန်မှာကတော့ဂျင်းတိပါတယ်သူတို့ကြိုက်တဲ့အချိန်မှာလက်တော့ပြန်မယ်လို့ပါကစ္စတန်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးအာမတ်ရှရစ်ချောင်ဒရီကဒီနေ့ပြောလိုက်ပါတယ်ပါကစ္စတန်မှာတာဝေးတာလက်တာနီဒုံးကြီးလက်နက်မျိုးစုံရှိတဲ့အတွက်အိန္ဒိယတွေဘက်က ပြန်လဲတုတ်ပြန်မယ်။ဒုံးကြည်လက်နက်တွေအစင်းသင့်ပြင်နေပြီလို့ကျွန်တော်တို့သတင်းများအရသိရှိထားရပါတယ်။လက်ရှိတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့အရသာပြစ်မှတ်တွေကိုရှောင်ရှားပြီးအချက်ပတ်သမားတွေရဲ့စခန်းကိုသာတီတီကြပ်ကြပ်တိုက်ခိုက်ခဲ့တယ်လို့အိန္ဒိယဘက်ကဆိုထားပေမဲ့ပါကစ္စတန်ကဘလို့လက်တုတ်ပြန်ပြစ်မှတ်ထားမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်။အကယ်၍ပါကစ္စတန်နေနဲ့ အိန္ဒိယစစ်ကံတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာခဲ့ရင်အိန္ဒိယကလည်းပြန်ပြစ်မှာပေါ့။အဲ့လိုဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်ဟာနျူကလ িয়ার ဒုံးကြီး200နီးပါးပိုင်ဆိုင်တဲ့အိန္ဒိယချင်းနိုင်ငံနှစ်နိုင်ငံစိုးရင်ရင်မအဆင့်ကိုရောက်ရှိသွားမှာဖြစ်ပြီးအာရှအတိုက်အတွက်လည်းအင်မတန်စိုးရင်စရာကောင်းလာပါတယ်။အိန္ဒိယမှာ နျူကလ িয়ার လက်နက်ထိပ်ပူး180လောက်ရှိပါတယ်။ပါကစ္စတန်မှာတော့190လောက်ရှိပါတယ်။ပြဒနာဘေကစကြပြီလေ။ပြဒနာဘေကစလေဒီစစ်ပွဲရဲ့အစပါ။အိန္ဒိယတိတ်ချုပ်ထားတဲ့ကရှမီးယားနယ်မှာဘလာယီချက်မတ်သမားတွေကတူရစ်တွေကိုရရဆက်ဆက်တိုက်ခိုက်ခဲ့ရမှာအိန္ဒိယနိုင်ငံသား25ယောက်နဲ့နီပေါ်နိုင်ငံသား1ယောက် ဘာလိုက်စွန့်ရောက်တည်းရဲ့ကြံဘတ်တိုက်ခိုက်မှုကနေစတင်ခဲ့တာ။အိန္ဒိယကပါကစ္စတန်ကိုအချိန်မီတိုက်ခိုက်တော့မယ်။ပါကစ္စတန်ကလည်းဒီအပိုင်းတက်လှမ်းထားတယ်။ဒီလိုပြောပြီးမကြခင်မှာပဲ။ခုနှစ်ရင်းနေမနဲ့ဆော့ဆော့မှာအိန္ဒိယဘက်ကစစ်ပွဲကိုစတင်လိုက်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဟာပဲထိဖြစ်နိုင် စက်ကြည့်အောင်နှစ်နိုင်ငံဟာအတိတ်ကကားတည်တဲ့တမိုင်းမှာ ပြဿနာတွေရှိခဲ့ပါတယ်အနောက်ပြည်မှာလည်းနိုင်ငံအသီးသီးမှာဗတ်အသီးသီးရှိကြပါတယ်အိန္ဒိယဘက်မှာဘယ်နိုင်ငံဘယ်နိုင်ငံပါကင်စတန်ဘက်မှာဘယ်နိုင်ငံဘယ်နိုင်ငံဒီလိုအခြေအနေမျိုးပါလက်နက်တွေအပြိုင်ဆိုင်တက်စင်နေကြတယ်စစ်ကအ ਨੇ ဆုံးအရှိန်မြင့်တက်လာတာနဲ့အမျှ ကျောင်းတော်ကရန်စရီနဲ့ဂျပန်အတွင်းနျူကလ িয়ার လက်နက်တွေထုတ်သုံးလာနိုင်တဲ့အထိရောက်ရှိသွားနိုင်တယ်လို့စီရင်အခက်ခတ်တွေကဆိုထားပါတယ်တကယ်လို့သာ2019ခုနှစ်မှာကော်လိုရာဒိုတက္ကသိုလ်သူရတနာပညာရှင်တွေရဲ့အိန္ဒိယနဲ့ပါကစ္စတန်ဟာ2025မှာစစ်ဖြစ်နိုင်ရောက်ထုတ်ပြန်ဒါပြီး တဲ့အတင်းကိုတတိမမူနိုင်ပဲဒီကနေ့စစ်ပွဲကတော့စသွားပါအိန္ဒိယနဲ့ပါကစ္စတန်ဟာလူကြီးရလနဲ့တွေကိုအပြိုင်ဆိုင်တက်ဆင်နေတဲ့နိုင်ငံတွေဒါကြောင့်ပညာရှင်တွေဟာစစ်ဖြစ်ခဲ့ရင်လူကြီးရလနဲ့ကိုသုံးတဲ့အထိခြေလုံးလက်လုံးဖြစ်နိုင်ကြောင်းအတန်တန်တတိပေးခဲ့ပါတယ်ဒါပြင်မှာအာရှတိုက်အာရှတောင်အာရှတစ်ခုလုံးရဲ့ တရုတ်နဲ့ American proxy ကစားပွဲရဲ့အရှိန်တက်ရောက်မှုလို့လည်းပြောလို့ရပါတယ်ဘင်္ဂလားဒေ့ရှ်မှာစိတ်မာတင်ကျွန်း American စီဇိုက်စကန်အချီချမယ်လို့တရင်းနေထွက်ပေါ်နေတယ်လို့တဖက်မှာတရုတ်ကလည်းအာရှနိုင်ငံတွေကိုလှည့်လည်ပြီးစီယုံနေတာကိုလည်းမြင်ရပါတယ်ဓာတ်တူပဲဘင်းစတအစီဝေးလို့ဟာမျိုးတွေကလည်း အမေရိကန်ကိုမျက်စိစပေါ်မွေးစုခဲ့လေသလားတကယ်နျူကလ িয়ার လက်နက်တွေတုံးခဲ့မယ်ဆိုရင်ဘီဝါမြောက်နျူကလ িয়ার လက်နက်မဟာအဆင့်တရာအိန္ဒိယကတုံးဆွဲနိုင်တဲ့စစ်ရေးအင်အားရှိနေတယ်ပါကစ္စတန်ကလည်းတရာနီးပါးလောက်တုံးဆွဲနိုင်တဲ့အခြေအနေရှိတယ် အကယ်၍သာအဲ့လိုတုံးဆွဲခဲ့ရင်လူပေါင်းတန်း90ဤဘာလောက်တည်ဆုံးနိုင်တဲ့အချိန်မျိုးထိရောက်သွားနိုင်တယ်125တန်းဤဘာလောက်တန်း125တန်း90နဲ့125တန်းဤဘာလောက်ရေဒီယိုတတ်တတ်တူကြောမှုအမှုမှုရောင်ကြီးတင့်မှုတွေနဲ့တည်ဆုံးသွားနိုင် ဖြစ်မယ်မဖြစ်ဘူးအတိအကျပြောတာမျိုးမဟုတ်ပဲအကယ်၍နျူကလ িয়ার သုံးခဲ့ရင်ဖြစ်နိုင်ခြေတည်ကိုတွက်ဆထားကြတာပါနျူကလ িয়ার သုံးခဲ့ရင်မိလောင်ပေါက်ကွဲမှုတွေအကြီးကျယ်ဖြစ်လာမယ်ကမ္ဘာလေလူတွေကို black carbon အမှုန်ပေါင်းတန်16တန်းကနေ36တန်းထိလွင့်ပြန်သွားပါလိမ့်မယ်ဒီလိုဖြစ်ခဲ့ရင်တော့ကာဗွန်အမှုန်တွေကနေရောင်ခြည်ကိုပိတ်ဆို့တာကြောင့် နေအောင်ကြီးရရှိမှု35ရာခိုင်နှုန်းကျကဘာကြီးအပူချိန်9ဒီဂရီလောက်ကျသွားပါလိမ့်မယ်မိုးနဲ့စီးနှင်းရွာ30ရာခိုင်နှုန်းကျသွားမယ်ပြဿနာရှိနေပြီးရေရှားပါတဲ့ပြဿနာလည်းရှိပါတယ်စိုက်ပျိုးသီးနှံပျက်စီးဆုံးချုံမှုပင်လယ်သမုတ်တရားတွေရဲ့ ecosystem ပြပြပါလိမ့် ပင်လယ်ရပ်ပစ္စည်း15ရာခိုင်နှုန်းကျမယ်ပါကစ္စတန်ကုန်းတွင်ပန်းရောင်စားကိုဘယ်သူမှစားရတော့မှာမဟုတ်ဘူးလေလူတွေရောက်သွားမဲ့ black carbon အမှုန်တွေဟာလေလူတွေမှာအတန်ကြာစိုင်းနေနိုင်ပြီးလူနဲ့တလိဆန်တွေရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပြီးကတ်ဆိုင်နိုင်တဲ့အခြေအနေထိရောက်သွားပါလိမ့်မယ်အိန္ဒိယဟာကမ္ဘာမှာလူ့ရဲ့အများဆုံးနိုင်ငံဖြစ်လာပြီးစီးပွားရေးတိုးတက်စီးပွားရေးဖွံ့ဖြိုး ကမ္ဘာစူပါပါဝါနီးပါးလောက်ဖြစ်ဖို့တာဆူနေရာကနေရက်တန့်သွားနိုင်တယ်လို့ဒီနိုင်ငံပြဿနာတက်ခဲ့ရင်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့မြန်မာပင်္ဂလားဒေ့ရှ်အစရှိတဲ့နိုင်ငံတွေရှိုက်ခတ်မှုအကြီးရှိလာနိုင်ပါတယ်အဲ့တော့ဒီနိုင်ငံနိုင်ငံလုံးစစ်မဖြစ်စေချင်ဘူးလားလို့မေးရင်သူတို့ကျွန်မသူတို့ဖန်တီးကြရမှာဖြစ်တဲ့အတွက်စစ်ကတော့မကောင်းပါဘူး တို့တော့နိုင်ငံချင်းကြိုးစည်းပွားအတ္တမာနဂုံတိခာအင်အားဒီနိုင်ငံရဲ့ proxy ကစားပွဲတွေအောက်မှာအာရှကတော့တောင်အာရှအဓိကအလူအလဲဖြစ်နေတာဂုံတိစစ်ပွဲကြောင့်ကတ်ဆိုင်လူဖြစ်နေတဲ့အချိန်ဒီမှာကဘာကြီးဟာထပ်ပြီးခါကျိုးပါနိုင်ငံလုံးကတော့နျူကလ িয়ার လက်နက်ကိုအလွယ်တကူထုတ်သုံးမယ်လို့ အကြမ်းမင်းယူဆလို့မရပေမဲ့အပြိုင်ဆိုင်တက်စင်လာတဲ့နျူကလ িয়ার လက်နက်တွေဟာအချိန်မီပတ်ကွဲနိုင်တဲ့ချိန်ကိုင်ပုံကြီးဖြစ်နေပါတယ်။တပြင်မှာအိန္ဒိယပါကစ္စတန်ချုပ်ဆိုရတဲ့ရေအေးမီဆိုင်ရာစာချုပ်တွေပျက်စီးသွားမှဖြစ်ပြီးပါကစ္စတန်မှာရေရှားပမှုနဲ့တိုင်းပြည်စုပူမှုအငတ်ပေးကြရမှုတွေဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ အစတရဲ့နောက်ထပ်စစ်ပွဲကြီးတစ်ပွဲရဲ့လာရနဲ့လာရကျောင်းတော်ကရန်စနဲ့ကပစီဝိုင်းပြက်ကက်တရုတ်နဲ့အမေရိကန်ပရော့စီကစားပွဲမြန်မာနိုင်ငံရဲ့ຫນွေဦးတော်လန်ရေးတက်ရောက်မှုအာဆီယံတွင်တုံ့ပြန်နိုင်မှုအခြေအနေတွေနဲ့ဒီ2025ခုနှစ်ကတော့ကဘာကြီးအတွက်ဂျမားငင်းနဲ့နှစ်လို့ပြောရမယ် ဖြစ်ပါဒါကြောင့်မို့လက်ရှိတင်ပြရတဲ့အိန္ဒိယပါကစ္စတန်ကနဦးအချင်းချုပ်စစ်ပွဲမှတ်တမ်းနဲ့ဖြစ်နိုင်ခြေတွေကိုကျွန်တော်စူးစီးတင်ပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်